အဲ့ဒါလိုပဲသေတော့မယ်ဆိုတော့ဘယ်လိုလဲပို့ပြီးတော့တောင်ရင်မဆိုင်နိုင်သေးတယ်။ဘာဘူးလို့တော့ဘဝရဲ့ပုံမှာအလွန်မှကိုပဲမမောတဲ့တွေ့တာတဲ့သဘောကကြီးကြီးမားမားရှိနေတယ်။အခုလို့ရှိနေတာတော့ဒီဘဝရဲ့သဘောဘဝရဲ့ဖြစ်စဉ်ဟာဘယ်လိုလို့ဘုံဘုံတို့မှာမှန်မှန်ကန်ကန်မသိသေးဘူး။တစ္ဆာလေးပါးကိုပြိဝေဒဆိုင်အောင်မသိသေးဘူး။မသိတဲ့အခါကျတော့ပြောရရင်ဘဝကိုအကောင်းထင်တယ်ပေါ့။ ဘဝကိုကောင်းထင်တဲ့အခါကျတော့ဘဝပေါ်မှာမမောတဲ့သဘောတွေကကြီးကြီးမားမားရှိတယ်။ကိုယ့်ဘဝကိုတင်မဟုတ်ဘူးတခြားသူတွေရဲ့ဘဝကိုပါမမောထားတာရှိတယ်။ငါလို့လှုပ်ထားတဲ့ငါဥစ္စာလို့လှုပ်ထားတဲ့အရာတွေရဲ့ပေါ်မှာအကြီးအကျယ်မမောမှုတွေဖုံဖုံတို့မှာရှိနေတယ်။အဲ့ဒါတည်ခြင်းတရားနဲ့တွေ့ပြီဆိုရင်ဘာဖြစ်လို့အဆင်မပြေတာတော့ဘာဖြစ်လို့ကြောက်ကြတာတော့ဆိုတော့အဲ့ဒီကိုမမောဆွဲလန်းထားတဲ့အရာတွေနဲ့အပီးတိုင်ခွဲကြရမှာဆိုတော့ဘလို့လှုပ်ပြီးတော့ဒီလိုဟာစိတ်ချမ်းသာနိုင်မလို့။ဒါရိုးရိုးလေးတွေးကြည့်တာ။ တချို့ကသေးမှမကြောက်ပါဘူးသေတဲ့နေ့မွေးတဲ့နေ့သေတာဖြက်ခနဲ့ပြီးသွားတာပဲလွယ်လွယ်လေးပြောရတာဟုတ်လားအများစုကငါတို့သေတော့မှနဲ့တူတယ်လို့သိပြီးမှပဲသေကြတာများတယ်အဲ့ဒီသိတဲ့အချိန်မှာအများစုကတော့ပုံကြသွားကြတာပဲများပါတယ်